မဟေမှာဆိုရင်လည်းအမကမကြည့်ရတာနှစ်ပေါင်း20လောက်ရှိရအဲ့ဒါကြောင့်ရင်ခုန်စွာနဲ့300လောက်အားပေးခြင်းလို့လိုက်လာကြည့်တာဟုတ်မဟေမာရဲ့ယုံနာတခြင်းလေးနဲ့အမောက်လူတော်တော်များများတတိထားမိသွားတယ်ဗောနအဲ့တော့ကိုအဲ့တခြင်းလေးလဲဟိုနားထောင်လို့ရမယ်လို့ထင်တယ်အဲ့တော့အရန်လဲရင်ခုန်တယ် အမတ်တရားဖြစ်သွားတယ်မဟိမဆိုပါစေပဲဆူတောင်းနေတာကတော့ဗောနော်မဟိမရောမောင်လေးဖြူပြည့်စုံရောညီမလေးဂျူရယ်ရောရန်ဟိုကြိုက်တာဗောနော်ပြီးတော့မဟိမဆိုရင်လည်းအမမကြည့်ရတာနှစ်ပေါင်း20လောက်ရှိရအဲ့ဒါကြောင့်ရင်ခုန်စွာနဲ့၃ရောင်လုံးအားပေးခြင်းလို့လိုက်လာကြည့်တာဟုတ်မာရပြရင်ခွင့်ခွင့်စားရည် အရန်ဝမ်းသာတယ်ဒီမှာအရင်ကကျတော့အမားတို့ကြတော့ပေါ့နော်ဟိုအနှုတ်ကျင်ကရှင်တွေကလှုပ်တဲ့နေရာမှာအမားတို့ကလိုက်ကြည့်ရပေါ့နော်တခါလေးစအမားတို့ကြတော့ခုဒီလိုမျိုးတင်းတင်းတန်းတန်းလေးနဲ့ခုံလေးနဲ့ထိုင်တဲ့နေရာမှာဒီလိုမျိုးဟိုတယ်တွေမှာလှုပ်တဲ့ပွဲကိုပိုကြည့်ကျင်တာပေါ့နော်အခုကြတော့အရန်နဲ့ရင်ခုန်နဲ့အရန်နဲ့စိတ်လှုပ်ရှားတယ်ဘာလို့ဆိုစာရင်းသားအောင်နဲ့ကြည့်ရတာကြတော့ဆိုတဲ့လူရောကြည့်ရတဲ့လူတွေကဟိုစိတ်မဟာနှောက်ရက်ဖြစ်တာပေါ့နော်အဲ့တော့ ဆိုတဲ့လူတွေကလည်းစင်ပွားနဲ့ performance ပြည့်ပေးအာအောက်ကအားပေးတဲ့လူကလည်းတရားရခိုင်တော့ပြည့်အားပေးခြင်းလဲဆိုတော့ဒါပုံကြိုက်တယ်ဟာအစ်စ်ပဲဟာအခုတော့အခုတော့မောင်လေးရှုပ်ပြင်းဆောင်ကပြောထားတယ်ဘာပဲဖြစ်ဖြစ်ကိုတဲ့ဒါပါဆိုပေးရမယ်ဆိုတော့ခုတချင်းကိုကြက်လာတယ်ဟာဟိုကြမှာလေဟာဟာ အဲဒီအခါကျတော့ဟိုပရိုမျိုးစစ်ကမလို့ချက်ရတယ်မယူရဲပြီးတော့အမရဲ့အမျိုးသားရဲ့ဟို၃ရောက်ဟုတ်ကဲ့ဒီပွဲကြီးဖို့တက်ကွာမတို့ကလုံးဝဘန်ကောက်မသွားဘဲနဲ့ပေါ့နော်အမဒီမှာပဲနေပြီးတော့ကြည့်ကျင်တာကြည့်ကျင်လို့ခုစောင့်နေတာပေါ့ဟုတ် မှာဆိုရင်အရင်ဟိုငငယ်တုန်းကအရန်ကြိုက်တဲ့အနုကျင်ရရှင်ပေါ့နော်ပြီးတော့မဟေမာရဲ့ယုံနာတခြင်းလေးနဲ့အမောက်လူတော်တော်များများတတိထားမိသွားတယ်ပေါ့နော်အဲ့တက်ကိုအဲ့တခြင်းလေးလည်းဟိုနားထောင်လို့ရမယ်လို့ထင်တယ်အဲ့တက်အရန်လည်းရင်ခုန်တယ်ကူကူရီသိချစ်တယ်ဆွေဒီဆွေမီမီရှင်ပြီးတော့မောင်လေးဖြူပြေဆောင်တဲ့ဂျူဝန်နဲ့ကိုလည်းအမအရန်ချစ်တယ်သူတို့ရဲ့စိတ်သဘောထားကိုလည်းအမအရန်သဘောကျတယ်ပေါ့နော်ပြီးတော့အမဆိုင်ဖွင့်တော့ကလည်း အမဆိုင်ပိုးခွင့်ချင်းမှာတို့တက်နိုင်တဲ့ဖက်ကအမကိုပံ့ပိုးပေးတယ်၊ကူညီပေးတယ်။အဲ့တော့ကိုအမတို့လည်းဟိုပေါ့နော်အအခုဟိုအမကြီးနိုင်တဲ့အနေထားဖြစ်နေတဲ့ချိန်မှာအမအပြစ်အားပေးခြင်းလိုလာခဲ့တာဟုတ်။ဘယ်လိုလားသူကြည့်လေအမတရားဖြစ်သွားတာ။အမတရားဖြစ်သွားတယ်မဟိမဆိုပါစေပဲဆူတောင်းနေရ။ နာထက်ဆန်တော့အမတို့ငငယ်တုန်းကဒီ stage show တွေဒီ hotel ကြီးတွေမှာကွင်းပြင်ကြီးတွေမှာကြီးရတဲ့ဟို move လေးကိုပြန်ရတယ်လို့ခံစားရတယ်အဲ့တော့ကိုဒီဟာအရန်ပျော်တယ်အရန်လည်းတကယ်ရင်ခုန်တယ်အာပြိုင်းနဲ့ဆိုမှအဲ့ကြအမလုံးဝဟိုဟာလေဘာမှမသိတော့ဘူးကိုကအဲ့ချိန်မှာသူတို့ရဲ့လုံးဝပြိတ္တပဲဆိုတော့ဟိုအပီဆိုမှပေါ့နော်တခြားစာသားတွေတောင်မှကြက်လာပါတယ်ဆိုတော့ မြင်မြင်လိုက်ပြီးလုံးဝပြိတ္တပဲဒါဟို iris လေးပြေဟိုကလုံးဝဟိုပေါ့နော်ဒီမဟေမာရောမောင်လေးဖြူပြေဆောင်ရောငင်မလေးဂျူဝဲရောအားပေးမဲ့ပြိတ္တစစ်စစ်ကနေမှ big fan နေနဲ့လာတာမင်းချလို့တော့ဆေးကပြန်ခေါ်ခွဲရဲ့ ဘန်ကောက်မှာနေတာများတော့ပွဲတော်တော်များများမကြည့်ဖြစ်ဘူးပေါ့နော်ဒါမဲ့ဒီဟာကျတော့ဘာပဲဖြစ်ဖြစ်ခုနအမပြောတယ်လို့ပေါ့နော်အမချက်ရတဲ့မဟေမာပါတယ်မကျူအဲဒီညီမလေးကျူဝမ်မောင်လေးဖြစ်ဖြစ်ဆုံးလို့ဆိုတော့အဲ့တက်ကအမဟိုဘယ်မှမသွားဘဲနဲ့ဟိုထိုင်ဆောင်နေတာအကြိုက်ရင်ခုန်နေပျော်တယ်ခလူတွေအများကြီးဆိုတော့လေအဲလက်မှတ်တောင်းပါလေ PPIP ကမရလို့ယောက်ျားကိုကြီးကြနေတာဟာ တရင်ကျော်ကတော့လောလောဆယ်အမဟိုဟာစားတောင်းဆိုင်လေးဖွင့်နေတဲ့အတွက်ဒီမီဒီယာဟောင်းစားတောင်းဆိုင်ရမှာပဲအမရှိနေပါပေါ့နော်ပြီးတော့နှပြန်ဆိုရင်လည်းလာပြင်းတဲ့အတွက်ကအမအချစ်ချင်းများစွာနဲ့ဘုကင်တင်တဲ့လူတွေအများကြီးရှိရပေါ့နော်အဲ့အတွက်ကအမဆိုင်မှာပဲရှိနေမှာပါလို့ဟုတ်ကဲ့ဟုတ်အဲအရင်နှစ်ကလည်းအမဒီဘန်ကောက်အဲကျန်ဆိုင်မှာပဲရှိတယ်ပေါ့နော်ဒီနှစ်လည်းဒီဆိုင်မှာပဲရှိမှာပေါ့ပြီးတော့အမကတော့အမရှိရဲ့ချိန်မှာလာတဲ့ဧည့်သည်တွေအကုန်လုံးကိုမေးကြည့်လိုက်ပါအကုန်လုံးလက်ဆောင်ပေးတာများနေပါတယ်အဲ့အတွက်ကိုလက်ပြန်လည်းအမရင်ခုန်စွာနဲ့စောင့်နေပါတယ်လို့ဟုတ် ပထမဦးဆုံးဒီအဝေးရနေအချိန်ပြတ်လာပေးတဲ့ချစ်တဲ့ဟို customer တွေအားလုံးကိုတကယ်အញ្ញံအောင်လှိုက်လိုက်လဲလဲကျေးဇူးတင်ပါတယ်ပြီးတော့အခု million house ကယက်တီတာလေးနှစ်ရှိသွားပြီပေါ့နော်ဒီလိုယက်တီနိုင်တာလဲဒီချစ်တဲ့လူတွေရဲ့အားပေးမှုကြောင့်ယက်တီနိုင်တာပါပြီးတော့ ဒီညနေလည်းတခုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အရင်တော့အမကဘာပဲလုပ်ခဲလုပ်ခဲပေါ့နော်ဒီမီဒီယာတွေကအမအမြဲတမ်းပံ့ပိုးပေးတယ်ပေါ့နော်အမအမမီဒီယာသမားတွေလည်းမသိပေမဲ့လည်းဒီမီဒီယာသမားတွေအားလုံးကအမကိုချစ်တဲ့စိတ်နဲ့ပံ့ပိုးပေးတဲ့အတွက်ဒီမီဒီယာဟောက်ကရက်တည်နိုင်တာပေါ့နော်အဲ့အတွက်ကိုမီဒီယာသမားတွေလည်းအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့ဒီအမကြောက်တော့အခုချိန်မှာပေါ့နော်ဒီပွဲကိုကြည့်ဖို့တည်းအရန်ရင်ခုန်နေတာဖြစ်နေတဲ့အတွက်လို့အရန်ကျေးဇူးတင်တယ်လို့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်